ကျွန်တော်အတွက်အငြင်းညံဆုံးနေရာကျွန်တော်တော်သေးဦးပဲကျွန်တော်သွားညာကျွန်တော်ရဲ့အချင်းအကူချင်းကြီးကျွန်တော်စိတ်အရန်ရှုပ်လိုက်တော်သေးသွားပြီဂူဂူမှာအဲ့လိုပဲနေချင်မရပြန်မရပြီပါလားကျွန်တော်အမပြောချင်တော်သေးရောက်တဲ့အချိန်မှာပဲအတော်တော်လုံးကနေပြီးတော့တာလူခေါ်တာဗျလူလည်းမရှိပဲနဲ့ကြီးသေးတယ်တူးအပံပြန်អော်နေတဲ့တိကျတာအဲ့ရစားဇလန်း အေးရပါလဲကွာလို့နှခမ်းမွေးဆဆနေဘုံကျွန်တော်ပါလဲကွာလို့ဘိုးတော်လို့လို့ဂျိုးကျော်လို့လို့ကျွန်တော်လည်းတဲ့အယုံကြီးတော့ရှိတဲ့ကောင်တော့မဟုတ်ဘူးအဲ့အောက်မှာတရားထိုင်နေအဲ့ကျွန်တော်စိတ်ထဲမှာအိမ်မက်လို့လို့ပဲအဲ့အောက်ကနေအဲ့အဖြူအောင်အဲ့လုံးတံတရားနေကျွန်တော်တို့ပြေးပြီးတော့ရိုက်လိုက်တယ်ရိုက်တဲ့အချိန်မှာကျွန်တော်ရင်ထဲမှာဒီအေးကနေဖြစ်သွားတယ်အဲ့ဒီကကောင်းသွားတာအခုပြောပြီးတော့ခုနပြောတဲ့လူပေါ့လူပုံကိုယ်နည်းနည်းဒီလူတွေကြားထဲမှာနေတာနည်းနည်း နဲသလားလို့နော်မကွဲတွေပါတယ်ဆိုလဲပွဲတိုင်းသိမတွေ့ရတာမျိုးပေါ့နော်ကျွန်တော်အဲ့လိုမျိုးလူအများကြီးနဲ့မထီးတွေ့ခြင်းဘူးဗျာအမှဒီလူဆိုဒီလူလေးနဲ့ပဲအဲ့လိုလေးပဲနေခြင်းတာကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့ခံစားချက်ကလေးအပြင်မှာအများကြီးနဲ့တွေ့ရပြီကျွန်တော်တို့ကဟန်ဆောင်နေရပြီတလားကျွန်တော်တို့အရှိအရှိတိုင်းမနေရတော့အဲ့တော့ကျွန်တော်ဟန်ဆန်ဆောင်ရမယ့်နေရာတွေကျွန်တော်ရှောင်နေဗျာအဲ့တော့ဟန်မဆောင်ရတဲ့ပတ်ဝန်းကျင်နေရာတခုမှပဲကျွန်တော်ကျင်လည်ခြင်းတယ်ဒါပေမဲ့တကယ်အလုံးလုံးလာရင်တော့အပတ်ဝန်းကျင်တွေတိုးတင်နေတိုးရမှာပေါ့ဗျာဟိုကလူအများနဲ့လှုပ်လှုပ်ရတာဟုတ်ကဲ့လူအများဆိုလို့ တော်တော်လေးအိုးအိုးကြွကြွဖြစ်တာခုနလိုဟင်းဒရပြန်တဲ့ကာလတွေတော့လူတွေမှာအများကြီးမှအများကြီးတွေ့လမ်းတွေအဲ့ဒီတော့စိတ်ထဲမှာဘလို့ဖြစ်လဲအဲ့တော့မှတော့ကိုယ်ချစ်တဲ့သူတွေပေါ့နော်ကိုကချစ်တဲ့သူတွေအားပေးတာတော့ကျေးဇူးတင်တယ်တကယ်လည်းဝမ်းသာတယ်ကျွန်တော်အဲ့လိုမျိုးသူမနေတတ်တော့လူကနောက်ဆုံးကြောင်တော်တော်လုံးဖြစ်သွားတာလူကလေအဲ့လောက်အများကြီးနဲ့ဘယ်သူမှမသိတဲ့အချက်ပေါ့နော်ဘာမှကျွန်တော်မသိတော့ ဟုတ်လားအဲ့ဒါဘယ်ကာလလဲဘယ်နှစ်ခုနှစ်လောက်ပြိုင်ဝဲပြီးွားတော့လေကျွန်တော်အိမ်ပြန်တဲ့အချိန်မှာအိမ်ပြန်တဲ့အချိန်မှာကျွန်တော်ပွဲတွေပါလဲမဆိုပါသေးဘူးနော်အဲ့ကာလတွေမှာပြိုင်ပွဲမှာရှိတဲ့ pressure fear တွေလည်းရှိမယ် stress တွေလည်းရှိမယ်အဲ့ချားထဲမှာလူတွေအများကြီးနဲ့တွေ့ရမယ့်အချိန်မှာကျွန်တော်ကျွန်တော်ဘာဖြစ်သွားမှန်းကျွန်တော်မသိတော့တာအဲ့ဒီကိစ္စကနေပြီးတော့ဘယ်လောက်လောက်မှလွတ်မြောက်သွားတာလဲလူတွေနဲ့ပြန်ပြီးထိတွေ့ဖို့အတွက်အားရှိလာတာလေဒါကတော့ပြောလို့ပြောထားမှမရှိဘူးဒါပြောပြောလိုက်ပါတော့မယ်ယုံကြည်လဲယုံမယုံကြည်လဲဒါပုံမြင်တစ်ခုလိုပဲအားလုံးမှတ်ပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်တကယ် ဖြစ်ပြခဲ့တဲ့အဖြစ်ပြတစ်ခုပေါ့ဒါကတော့ကျွန်တော်အသက်ကြီးမှကျွန်တော်ဒီအကြောင်းတွေပေါ့နော်ဒီတော့ပြန်ပြောမယ်ပေါ့နော်ပြောပြီးတော့ခုစာရေးတွေပါပြီးထူဆန်းထွေလာတွေပါပြီးဒါဆိုရင်အဲ့လိုမျိုးပြောရင်တချို့ကလည်းမကြိုက်ကြတော့ဒီကောင်ကဗန်မီယာကြီးပါလာတော့ကျွန်တော်အမပြောချင်ပြုတ်ရတာတကားသကံညုံးကထွက်သွားပြီဆိုတော့မပြောလို့ကမရတော့ဒီကောင်ဘလို့ကောင်းသွားလဲဆိုတော့တိမှဖြစ်မှာပေါ့နော်အဲ့ဒီအချိန်မှာ အမေရဲ့ကျွန်တော်ရဲ့ဒီပိုင်ဆိုတဲ့ညီလေးရဲ့ကျွန်တော်တို့ရန်ကုန်အန်ကယ်တို့ရဲ့အန်ကယ်တို့စကားယုံတင်တော့ဟိုအသားပရက်ရှူလာခဲ့ပါဘောနော်ခေါ်တဲ့အချိန်မှာရန်ကုန်တက်ဖို့လာမှာကျွန်တော်ရန်ကုန်မသွားချင်ဘူးဗျာကျွန်တော်ဘယ်ကိုသွားချင်လဲဆိုကျွန်တော်အတွက်အငြင်းချမ်းဆုံးနေရာကျွန်တော်တော်တဲ့ဟိုပဲကျွန်တော်သွားချင်တာကျွန်တော်ရဲ့အချင်းအကူချင်းတွေကျွန်တော်စိတ်အယမ်းရှုပ်လာရင်တော်တဲ့သွားပြီးဂူတကူမှာအဲ့လိုပဲနေချင်တာ ECD ပဲနေချင်တာကျွန်တော်အများနဲ့ဖြစ်တယ်အဲ့ဒါနဲ့သူတို့သွားတဲ့အချိန်မှာကျွန်တော်ကားပေါ်ကနေဆင်းပြေတာရန်ကုန်မသွားချင်လို့ဟာဘာဖြစ်လာလဲဒီကောင်ဘာဖြစ်လာလဲပေါ့ကျွန်တော်ဟိုလို့ ဟိုတောရီတောင်တွေရှိတဲ့ဘက်လိုက်ဖို့ဆိုအာအဲ့အမေကလည်းလိုက်ဖို့လိုက်လေသူစိတ်ချမ်းသာတဲ့နေရာလိုက်ဖို့လိုက်ပါဆိုအာနဲ့ကျွန်တော်တို့ပြေဘက်ကိုသွားတာညာနေသွားတာသွားတော့မနက်3နာရီ4နာရီ3နာရီခွဲလောက်အရောက်မှာဥအောင်မှုဆိုတဲ့ဦးလေးလူသူမရှိတဲ့နေရာမင်းသွားကြတယ်ဆိုရင်တောရက်တဲ့နေရာရှိတယ်ပေါ့မင်းသွားမလားပေါ့အာဖိုးတောင်ဘက်ရှိတယ်ဖိုးတောင်ဘက်ကိုသွားတော့အာနဲ့တော်လန်းလေးတဲ့ဆင်းသွားတဲ့အချိန်မှာထူးကြတာပေါ့နော်ယုံညုံညုံညင်နေပေါ့နော်ကျွန်တော်ကိုယ်တိုင်ကြုံခဲ့တာပေါ့နော်တောရက်ရောက်တဲ့အချိန်မှာပဲအတော်တော်လုံးကနေပြီးတော့တာလူခေါ်တာဗျလူလည်းမရှိဘူး ကျေးဇူးတင်တူတန်ပြန် on နေတဲ့တည်းကြားရတာအဲ့ရစားဇလန်အာအမှန်ပဲဘာထားလဲတော့မသိဘူးကသူတို့အကုန်ကြားရတာကွာအင်းတခြားသူတွေလည်းကြားရတယ်အကုန်ကားပေါ်လို့အကုန်ကြားကျွန်တော်တောင်လည်းကြားရတာမဟုတ်ဘူးအမှန်တော့နည်းနည်းတော့ပျော်တယ်ကွာစိတ်လေးနည်းနည်းတော့လန်းဆန်းသွားတယ်အဲ့ချိန်မှာကားကခဏနားလေးအောက်ဆင်းမယ်ကွာရှာကြည့်လို့ဘာမှမရှိအားနဲ့ကောင်းငယ်မှာမော့ကြည့်တော့ကောင်းငယ်မှာအဲ့လိုဇေဒီတွေအများကြီးပဲဗျကောင်းငယ်မှာဇေဒီတွေအများကြီးထွက်တာအဲ့ကျွန်တော်ဓာတ်ပုံလည်းရိုက်ထားတယ်ဖုန်းထဲမှာရှိတယ်နောက်နောက်ကျွန်တော်အတက်ကြီးတော့မှပြအခုတော့မပြဘူး အဲ့ဒီဒီအများကြီးရမှာတစ်စင်ကျွန်တော်ဘိုးတောင်ဆိုတဲ့အဲ့မှာဟိုထုံဘာဘိုးအောင်ထုံထုံချင်းရှိတယ်ဆိုတာအဲ့နေရာကိုခေါ်သွားမယ်တဲ့အဲ့မြောက်ခင်မှာပဲကားနုံနစ်တယ်အဲ့မှာဓာတ်ပုံတွေရှိပါတယ်အဲ့တော့ ြာရှိရင်နုံနေနဲ့တော့တွန်းရတဲ့ဓာတ်ပုံနဲ့နုံနေတာလည်းအဆန်းကြီးကွာဒီတိုင်းတွန်းတာတွန်းလို့မရအောင်နုံနေတာအဲ့ဒါမနေ့9နာရီခွဲလောက်ကြာမှပဲတွန်းလို့ရတွန်းလို့ရတော့အမအဖိုးကြီးတယောက်တွေ့ဖိုးကြီးတယောက်လာဆောင်လာအဲ့ဒါငါရဲဟိုလိုမျိုးထက်ကခိုင်းလို့ပေါ့နော်ထက်ဆိုဘယ်ထမ်းမှန်းလည်းမသိဘူးသူတို့ပြောတယ်ထက်ဘယ်ထမ်းမှန်းတော့မသိဘူးကအေးရပါလဲကွာတော့နှခမ်းမှုဆဆနိုင်ဘူးဘုံရောင်ပေါင်းဒူးနန်းနန်းနန်း ဒီဘက်ကျွန်တော်မျက်စိလောနောက်တယ်လားကျွန်တော်ဘာလဲကွာလို့ဘိုးတော်လို့လို့ဂျိုးကျော်လို့လို့ကျွန်တော်လည်းတည့်ယုံကြည်တော့ရှိတဲ့ကောင်တော့မဟုတ်ဘူး။ငယ်တဲ့ငယ်သေးတဲ့ချင်း။ဟုတ်လားဂျင်းနဲ့ဂျင်းထဲတော့ဥမယ်ကွာဒီဘက်ကလို့အဲ့လေတားလေလာအောင်လေ။မင်းဒါလေးတောက်ပါလား။ဓာတ်လုံးတစ်လုံးများထုတ်လဲပြီ။ဟူးကလုံးလုံးအဲ့တူတာလုံးကလည်းသူ့ဖန်ခွာထဲမှာပြေးတာလား။ဟူးလဲနေတာ။အဲ့တောက်မယ်တောက်မယ်တောက်လဲပြီလေပြီ။အဲ့နဲ့အဲ့ကိုဟိုဟာထုံချင်းအောက်ကိုသွားပြီးတော့အမေလို့ကျွန်တော်ဓမ္မနေရတယ်ကျွန်တော်စိတ်အဆင်ပြေတယ်လို့ အတော်နည်းနည်းတော့တရားသွားထိုင်လာအောင်မယ်သူအဲ့အောင်မှာတရားထိုင်နေအဲ့ကျွန်တော်စိတ်ထဲမှာအိပ်ပျော်သွားတာပဲဒီမှာပါအဲ့အောင်မှာအိပ်ပျော်သွားတာအိမ်မက်လို့လို့ပဲအဲ့ဒီအောက်ကနေအဲ့အဖြူအောင်အဲ့လုံးတံတန်းတွေကနေကျွန်တော်လို့ပြေးပြီးတော့ရိုက်လိုက်တယ်ရိုက်တဲ့အချိန်မှာကျွန်တော်ရင်ထဲမှာအေးကနေဖြစ်သွားတယ်အဲ့ဒီကကောင်းသွားတာအဲ့မှာအဲ့အဲ့ဒီနေကုန်အဲ့ဒီမှာပဲတရားထိုင်နေနေတာပေါ့အဲအဲ့အဲ့ဒါပြီးတော့ကျွန်တော်အဲ့ဒီဖိုးကြီးရနေပြီးတော့ကျွန်တော်ရောက်တဲ့မင်းပြေးရွှေစံတော့ဘုရားဖူးရမယ်ပါညာဆိုတော့အဲ့ဒီဖိုးကြီးခေါ်ဆောင်းရအောင်နောက်ကိုပဲလိုက်သွားလိုက်တာဩ ဒါဆိုကားထူးဆန်းတာကားရှေ့ဘင်းပေါက်တယ်တမောကြီးမှာဒါမှကားမောင်းလို့ရတယ်အဲ့ဖူးနေကြောနှစ်ယောက်နဲ့အဲ့ဖရားမှာရှိတယ်အောင်မြင်လေးလိုက်ဖူးတယ်အဲ့လိုမျိုးပြီးတော့အဲ့ဖူးကြီးနဲ့လမ်းခွဲတယ်ပေါ့အဲ့လိုမျိုးဟုတ်လားအဲ့ဖူးကြီးကကားတော့တင်သွားတာဖူးကြီးကားတော့တင်သွားတာဟုနောက်ဆုံးလေကြာကြာဖူးကြီးကဖူးကြီးတပန်းနဲ့တွေ့တော့ဖူးကြီးနဲ့ရန်လဲဖြစ်လဲဖြစ်တော့ဖူးကြီးကဒီဖူးကြီးခမရလူလိန်နဲ့ဘာဖြစ်လဲညာဖြစ်လဲကိုရှင်မှာပြောဒီဖူးကြီးလည်းငါ့ကိုလိန်တော့မလားဆိုအဲ့ဖူးကြီးပြလိပြကျွန်တော်တားခဲ့အဲ့ဇလန်ပြတ်သွားအဲ့မှာလည်းနည်းနည်းပြန်ကောင်းလာအဲ့ဒီအမှတစ်စက် ပြန်အရှင်ယူရင်းနဲ့အဲ့လိုမျိုးပြန်ပြီးတော့မရှင်းနေပြန်ဆုံးကြည့်တာဒါကတော့ကျွန်တော်ရဲ့ပြန်ကောင်းတဲ့ဟာပေါ့နော်။ဩအေးဒါတော့တော့မသိကြဘူးနော်။မသိပြီးတော့ကျွန်တော်လည်းမပြောဘူးလိုင်းပေါ်လဲစာရိပ်ရှိကြီးလည်းရေးမတင်ဘူးကျွန်တော်ဓာတ်ပုံလေးနဲ့အမတ်တရားလေးတင်ထားတင်ထားတင်ထားအဲ့တော့ဒါကိုပြိုးကိုဟိုကျွန်တော်တို့တတိထားမြင့်တလောက်ဆိုလို့ရှိရင်တော့ဘလို့လိမ္မာတယ်ပဲခေါ်ရမလားဟုတ်ကဲ့ဗျာလိမ္မာတယ်လို့ပြောလို့ရမယ်ထင်တယ်ဘာလို့ပြိတ္တတွေဆိုလဲတကယ်တော့ဟိုပါလိမ္မာတာတော့မဟုတ်ဘူးစိုးခွင့်မရနေလို့လိမ္မာနေရ တကယ်ပြောတာကျွန်တော်ကနည်းနည်းတော့ထူးဆန်းတယ်အဲဆိုးလို့မရတာဆိုးတော့မှသူတနည်းမဟုတ်တနည်းအကြောင်းတရားတစ်ခုလာပြီးတော့တားဟုတ်ပြီးတယ်ဗျအဲ့ဒါတော့ကျွန်တော်လိုဂျုံမှုတဲ့သူတွေလည်းရှိရင်ရှိမယ်အဲ့ဖြစ်မဲ့ဟာကိုပေးကုန်မဖြစ်တာအာဟုစုပေါ့အင်းထဲမှာကျွန်တော်ဦးလေးကျွန်တော်ဦးလေးအင်းနေလောက်တယ်ငားတွေပါတယ်အဲ့လိုမျိုးဖမ်းညာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ချင်းဖမ်းတယ်ဗျအဲ့ငားတွေကောင်းမှမရှိတော့အော်အဲ့ကျွန်တော်ဦးလေးကဟာမင်းတက်တော့တယ်သွားသွားသွားမင်းတက်တော့ငါအင်းထဲကိုမင်းမလာနဲ့တော့အဲ့လိုဗျ ကိုလုံးချင်တဲ့ဟာတွေကအထာမမြောက်နေတာအဲ့တော့ဘလို့အချိန်အချိန်မျိုးမှာအဲ့လိုမျိုးသိုးသွမ်းမှုတိုင်းပဲရှိလဲတတ်တရားတွေပေါ့နော်အသက်ကျွန်တော်14ရာနေစားပြီးတော့23အထိတော့ကောင်းကောင်းကြီးကိုအဲ့လိုကန်းကောင်းအောင်အဲ့လိုမျိုးစိုးခဲ့တာအဲ့တော့တားတာတွေပဲလည်းမရှိသေးဘူးအဲ့တော့မတားဘူးဂျုံးကမတားဘူးတိုက်တဲ့လောက်ကြိုက်တယ်လို့နေလို့ရတယ်အသက်အရွယ်တစ်ခုရောက်လာရောက်လာတဲ့အမြကျွန်တော်ဘူးဗျာတခုခုကအဲ့လိုမျိုးအဲ့လိုမျိုးဝက်ဦးလေးမြန်တို့တခုပြီးတခုကြက်နေတယ်လို့ပဲကျွန်တော်အရင်တော့ကျွန်တော်ဝက်သားအရင်ကြိုက်တယ်ဝက်သားသားမြန် စားလိုက်ရင်ဘယ်လိုဖြစ်လဲကျွန်တော်စိတ်ကိုရဲစားကျင်တယ်ပြို့တက်လာတာအဲ့လိုမျိုးဖြစ်တယ်တကယ်တော့စားကျင်တာဆိုစားစားကျင်စိတ်တော့အမြဲတမ်းဖြစ်ကဲကောက်စားလိုက်ရင်လည်းအပြန်အဲ့လိုဖြစ်တော့လုံးလုံးတော့ရတယ်သူ limit နဲ့အတိုင်းတာတခုပဲနည်းနည်းတခုခုများတော့မသူမတီးတဲ့အရာတခုကတစုံတခုကကိုယ်လာပြီးတော့ဟိုဖြတ်ချလိုက်သလိုပဲအဲ့ဒါကိုမလုပ်ခိုင်းတော့အဲ့လိုမျိုးခုနလိုတားတယ်ပဲခေါ်ပါတော့နော်အဲ့လိုကိစ္စရက်တွေကကိုယ့်ဘဝအတွက်အဲဘယ်လိုမျိုး effect ကြီးလဲအာသာကျအာမက်ကျအနေနဲ့ပြောရင်အာသာကျအနေနဲ့ကတော့မကောင်းတာတွေကျွန်တော်အန်ရဖြစ်ဖို့ဓာတ်တွေပေါ့နော်ဥမာပေါ့သူများအဲ့လိုမျိုးကြောက်ချမဲ့အပေါဒီအန်ရဖြစ်မဲ့အပေါဒီမှာပေါ့နော်အဲ့လိုမျိုးဓာတ်တွေကကင်းဝေးတယ်အာသာကျအာမက်ကျကျတော့သူများပြောဆိုကျွန်တော်ပြောခြင်းနဲ့ဗျာကျွန်တော်ပြောခြင်းတယ်ကျွန်တော်ပြောမရဘူး ဥမာရံဖြစ်တယ်ရံဖြစ်ပြီးလို့ရှိရင်ကျွန်တော်ကုမားကိုကိုလည်းအနိုင်ကျင့်ခဲ့တာရှိရှိမှာပေါ့အနိုင်ကျင့်ခဲ့ပြီးမှာကိုခံရတော့မဲ့အလဲတွေဆိုလို့ရှိရင်ကို့ကိုသူတို့ကရှာမတွေ့တော့တာမျိုးတွေပါလို့အဲ့ဒါမျိုးတွေပါတေပေါက်တေကင်းနေရရင်လုတ်ခဲ့တာတွေပေါ့နော်အဲ့ဒါမျိုးတွေအဲ့လိုအဲ့လိုမျိုးစိုးတာတကယ်စိုးခဲ့ပါတယ်